မင်္ဂလာပေါင်းနဲ့ပြေဆုံးကြပါစေရှင်။ဓမ္မဘေးကြီးစီအရောအရှင်ဝရိယတောင်စွန်းရေးသားတော်မူခဲ့သောလောကကျက်တည်စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေတင်ဆက်ပါမယ်ရှင်။လက်တစ်ဖက်တော့ဆင်ကြပါစေ သီလနဲ့ပညာတို့ဟာလက်နှစ်ဖက်နဲ့တူတယ်။တစ်ဖက်က စင်ကြယ်ရင်ကြံတစ်ဖက်ကိုစင်ကြယ်အောင်စေကြောပေးနိုင်တယ်။ဒါကြောင့်သီလနဲ့ပညာဟာအမျက်ဆုံးတရားများဖြစ်လို့လောကကျက်တည်ဆောင်တရားများဖြစ်တယ်လို့မြတ်စွာဘုရားက သောနာထန္တပုံနာကြီးရဲ့အဆိုကိုအတိပြုပြောပြတဲ့အခါပိဋကတ်အလုံးကဘာမှထပ်မပြောနိုင်ပဲငြိမ်ကြသွားပြီမယ်။ ဘလို့လို့စေးကြောပေးတယ်ဆိုတာကိုတော့သဘောမပေါက်နိုင်ကြပဲဖြစ်နေတယ် တချို့ကလည်းဒါကို ရှင်းရှင်းလင်းလင်းသိလို့စိတ်ဖြစ်လာကြပါတယ်ဒီဆန္ဒနဲ့ပတ်သက်လို့တော့အထကရာဆရာတော်ကြီးကဖျားရှင်ရဲ့အလိုတော်ကြအတိုင်းတာဒကလေးတွေနဲ့ထပ်ပြီးရှင်းပြပါတယ်မတ်ဖို့ကိုမရသေးတော်လဲနှစ်လရှိကြသီလကိုစင်ကြယ်အောင်ဆောင်ထင်းတဲ့ပုဂ္ဂိုလ်များဟာတေယာညောင်ဆောင်လဲလျောင်းတဲ့အခါမှာပင်မတ်ပညာဖို့ပညာအဖြစ်ရောက်အောင်ပညာကို စင်ကြယ်မြင့်တက်စေနိုင်စွမ်းရှိကြ ပါတယ်။ကန္တရတာလာလို့ခေါ်တဲ့အရက်မှာဝါတော်60တတ်တော်80ရှိတဲ့မထေကြီးဟာအရင်နဲ့ထက်တူယောဂဘာကြီးရင်တဲ့အတွဲတေယောညောင်ဆောင်မှာလဲလျောင်းရင်းညင်းညူနေပါတဲ့။မထေကြီးကိုကြီးညိုရင်းရှိတဲ့ရှင်ဘရင်ကကတော့ရှိခိုးဖို့လာတဲ့အခါညင်းညူတန်ကိုကြားရတော့ အထင်သေးပြီးရှင်မခိုးပဲပြန်လှဲ့သွားတယ်။ဒါကိုသိတဲ့လူပမာဆောင်တာမဏေကဆရာတော်ရဲ့ညှဉ်းညုံမှုဟာတပည့်တွေကိုပါအရှက်ရပါစေတယ်ဖျားဆိုပြီးဖြစ်ချောင်းဆောင်ကိုလျှောက်ထားတဲ့အခါငါ့ကိုခိတ္တမြအချိန်ပေးပါဆိုတဲ့သဘောနဲ့လက်ကပြပြီးတရားကိုနှလုံးသွင်းပါတယ်။ ဆရာတော်ကြီးကပထမဆုံးသူယဟန်အဖြစ်နဲ့နေခဲ့တယ်။နှစ်ပေါင်း60ကာလတရှောင်းသူကျင့်သုံးစောင့်တည်ခဲ့တဲ့သီလကိုပြန်ပြီးသုံးသပ်ကြည့်လိုက်တယ်။ဒီလောက်ရှည်လျားတဲ့ယဟန်ဘဝတရှောင်းမှာပညာရှိတို့ကဲရဲဖွဲ့အားအသေးမွှားပြစ်မှုကလေးကိုပင် ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းမရှိပဲတီလစင်ကြယ်တန်ရှင်းတာကို သိရတဲ့အခါမှာတော့မထေရမြတ်ကြီးရဲ့တန်တန်မှာ အပြည့်ကင်းခြင်းဆိုတဲ့ချမ်းသာကိုအခြေခံပြီးကျေနပ်ကြည်နူးမှု ပီတိပါမောက်ဇကိုရရှိသွားပါတယ်စိတ်ဆိုတာဒီချိန်မှာအာယုံတစ်ခုကိုသာယူနိုင်စွမ်းရှိပြီးတမျိုးသာဖြစ်တတ်တဲ့ဓမ္မတဘာဝအတား သီလကိုအာယုံပြုနေချိန်မှာ ခံစားနေရတဲ့ဝေဒနာကို အာယုံမပြုမိတော့ပါဘူး။ဒါကြောင့်သီလကိုအာယုံပြီးပြီ ကျေနဲ့ကြည်နူးတဲ့စိတ်ကလေးကြီးစတိုက်ဖြစ်နေတဲ့အခါမှာဝေဒနာကြောင့်ဖြစ်တဲ့မကြေမနက်ခံစားမှုနဲ့ရှင်တွဲတဲ့ညှဉ်းညူစိတ်များလည်းမဖြစ်တော့ပဲညှဉ်းညူသင်ဆဲသွားပါတယ်။မထေမြတ်ကြီးကတီလစင်ကြယ်မှုကို အာယုံပြုပြီးဖြစ်ပေါ်လာတဲ့ပီတိစိတ်အစဉ်ကိုပဲတတိနဲ့စူးစိုက်ပြီးသုံးသက်စင်ကျင်တဲ့အခါ ဘယ်စိတ်မှအမဲမတီးပဲဒဲအိုးထဲထည့်ပြီးလှော်ထားတဲ့နှမ်းတွေဟာတဖြည်းဖြည်းမြည်ပြီးအတန်ပြောက်သွားသလိုဖြစ်ပြီးသမျှတွေဟာပျောက်ပြက်သွားတဲ့အနှိမ့်ဆလက္ခဏာတွေမခိုင်မြဲတဲ့အတွက်ကြောင့်ပဲအမဲကျေနပ်စရာဘာမှမရှိတဲ့ဒုက္ခသဘောတွေကိုထင်းသလိုကိုတောင်းတသလိုဖြစ်မလာတဲ့အနတ္တသဘောတွေအထိထိုးထွင်းသိမြင်တဲ့ဝိပဿနာဉာဏ်တွေကစလို့မဖို့ ဉဏ်တွေအစင်းစင်းမြင့်တက်ပြီးအရဟဖို့ပေါ့ယဟန္တာဖြစ်ရောက်တော်မူသွားပါတယ်။သီလစင်ကြယ်ရင်ပညာကိုတန်းစင်အောင်ကိလေသာညစ်ကြေးကင်းအောင် စေကြောပေးတဲ့ဆိုတာဒီသဘောကို ပြောတာပါ။မထေမြတ်ကြီးယဟန္တာဖြစ်ရောက်ရှိတော်မူတာကိုသိလို့ လာရောက်ကြတော့တဲ့ရှင်ဘီရင်ကြီးကတပည့်တော်အခုလာရောက်ရှ िख ိုးတာဟာအရှင်မြတ်ရဲ့ယဟန္တာဂုံတော်ကိုအာယုံပြုတ်ပြီးရှ िख ိုးတာမဟုတ်ပါဘူးဖေဟာအရှင်ဖျားနှစ်ပေါင်း60တိုင်တိုင်ကျိုးပေါက်ညင်နွမ်းခြင်းမရှိအောင်စောင့်ထိန်ခဲ့တဲ့တီလာဂုံကိုအာယုံပြုပြီးရှ िख ိုးတာပါဖျားလို့ရှောက်ထားရင်မိချောင်းများလို့ဝစ်တော်ရှ िख ိုးကြတော့လိုက်ပါတယ်တဲ့ ရှင်ဘီရင်ကြီးဒီလိုဝင်ခံလျှောက်ထားပြီးရှ िख ိုးပုံကိုအလေးနဲ့တွေးပြီး အတူယူသင်းပါတယ်ဟုတ်ပါတယ်ရှင်ဘီရင်ကြီးပြမမိတာကယဟန်နာအဖြစ်ကို ပြမမိတာမှမဟုတ်ပဲဥရုဇဉ်ဘဝမှာစင်ကြယ်အောင်ဆောင်ထင်းထားတဲ့တီလာခုံကိုမတိမမြင်လို့ပြမမိခဲ့တာကိုဒါကြောင့်သူပြမမိခဲ့တဲ့ခုံကိုအာယုံပြုပြီးကတော့တောင်းပန်တာပါ ဩဂတိတညူခေါ်အကျဉ်လောက်ဟောပြယုံနဲ့အကျေကိုဝေဖန်သိနိုင်စွမ်းရှိတဲ့ပညာရှိသူတို့မှာတော့ထက်မြက်တဲ့ပညာစွမ်းအားနဲ့တီလကို စင်ကြယ်စေနိုင်ပါတယ်။ထင်ရှားတဲ့တာတကွတစ်ခုကတော့တန်တတိအမတ်ကြီးပါပဲ။တန်တတိအမတ်ကြီးဆိုတာ ကောသလမင်းကြီးရဲ့စစ်ဖက်လက်ထောက်အမတ်ကြီးပါပဲ။ပုံကန်ချားနာတဲ့နယ်ပယ်တစ်ခုကို တန်တတိအမတ်ကြီးရဲ့စီမံကိုကဲမှုနဲ့အောင်မြင်တဲ့အခါဘရင်ကြီးကထီနန်းစည်းစိမ်ခုနှစ်ရခံစားခွင့်ပြုပါတယ်။ရှင်ဘရင်ခုနှစ်ရလှုပ်ခွင့်ပြုတယ်ဆိုပါတော့အမတ်ကြီးအားရှင်ဘရင်ဖြစ်တော့ရသမြအခွင့်ရေးကို အပြည့်အဝသုံးလိုက်မယ်ဆိုပြီးသူ့အပေါင်းအသင်းတွေရော နိုင်ငံတွေမှာကြော်ကြားတဲ့ကချေတဲ့အကျော်မော်တွေရောအားလုံးခေါ်ပြီး တောက်ပွဲစောက်ပွဲပျော်ပွဲကြီးကိုခုနှစ်ရလုံးလုံးပြုလုပ်တယ်သူ့အတွက်လဲ special model ကခြေတယ်လေးတယောက်ခေါ်ပြီးကားဆိုစားတော့ရင်နေမအားညမအားပျော်ပါပါတဲ့ခုနှစ်ရပြည့်တဲ့အခါမှာတော့အိပ်ပြက်အစားပြက်နဲ့နေ့စဉ်ရက်ဆက်တီးဆိုးဖျော်ပြရတဲ့ကားခြေတယ်မာလေး တီဆိုကားခုံရင်ကအယုတ်အယုတ်ကျိုးပြက်ပုံကြပြီးအမကြီးတန်တတိရင်ဝင်ထဲမှာပဲအသက်ပြောက်သွားပါလိရော မထင်မှတ်ပဲဗျုံကနေသွေပွဲကြုံရပုံကို ကိုအတွေ့ကြုံလိုက်ရတဲ့အခါတောကအပူတွေဒဂုံလုံးလောင်မြိုက်သွားလို့ခொနှစ်ရလုံးလုံးတောက်ထားတဲ့တေရက်တွေတော့အငွေ့ပြန်ကုန်ပြီးမူးရာတွေဖယောက်ကုန်မှန်းအောင်မသိနိုင်တော့ဘူးဖြစ်သွားတဲ့တဲ့ ဒီတော့ကကိုဖျားရှင်ကလွဲလို့ဘသူမှမကူစားနိုင်ဘူးဆိုတာတတိယပြီးနောက်လိုက်ဘောပါပြိဿတ်များနဲ့အတူဖျားရှင်ထံမှောက်ရောက်သွားတဲ့အခါမှာတော့ဖြစ်ချောင်းကုံစင်တီးရတဲ့ဖျားရှင်ကရှေလျားလာတဲ့တန်တရာတစ်လျှောက်မှာ ဒီလိုချစ်ခင်ရသူတွေရဲ့တေဆုံးရခြင်းကို အကြောင်းပြုပြီးကြားခဲ့ရတဲ့မျက်ရည်တွေဟာစူဆောင်းထားနိုင်မယ်ဆိုရင်သမုဒ္ဒရာလေးစင်းတွေကရေတွေထွက်တောင်များခဲ့ပြီလို့အစာချီပြီးအမတ်ကြီးရှေးကတုံတွဲခဲ့ရသမျှတွေဟာ အခုမရှိတော့ဘူးဒါဟာသင်္ခါရတရားတို့ရဲ့သဘောဓမ္မတာပဲ ဒီအတိတ်သင်္ခါရတွေကို အောက်မေ့ပြီးဖြစ်နေတဲ့ဆွဲလန်းမှုပင်မန်းမှုတွေကိုလည်းစွန့်ပယ်လိုက်ပါတော့မရောက်လာသေးတဲ့သင်္ခါရတွေအတွေ့ကြိုတွဲပြီးနှိမ့်ဆက်နေတဲ့ကိလေသာတွေကိုလည်းမဖြစ်ပေါ်စေနဲ့အခုရောက်စဲပြစ္ဆုတ်ပံခန္ဓာကြီးကလည်းခဏမစဲတသေးသေးဖောက်ပြန်နေတော်မူ ငါပဲသူပဲလို့အစွဲအယူမှမားစေနဲ့အဲ့ဒီလိုနှလုံးသွင်းနေလိုက်ရင်တင်းမာလောင်ကျန်းနေတဲ့ကိလေသာမီးတွေငြိမ်းသွားမယ်လို့အတိပ္ပယ်ရတဲ့တရားစကားကိုဟောကြားလိုက်တဲ့အခါဉာဏ်ပညာလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ပြီးပြီးအခုလိုနှလုံးသွင်းစင်ကြင်ရင်ဖြစ်ပေါ်လာတဲ့အတိတရားကတိလသိခါကိုပါစင်ကြယ်အောင်တုတ်တင်ပေးလိုက်လို့ တိခါသုံးပါလုံးပြေဆုံးကမင်းမြောက်တန်စာတွေဝိစင်ထားရင်ကပဲယဟန်းနာဖြစ်သွားပါတော့တဲ့တန်တတိအမကြီးဟာလူဝေးကြောင်နဲ့အတိအကျပြောရရင်မင်းမြောက်တန်စာတွေဝိစင်ရင်ကပဲယဟန်းနာဖြစ်သွားတာပါအရဟတဖို့အစင်းဆိုတဲ့ခုံကြီးဟာဓမ္မနယ်ပယ်မှာအကြီးဆုံးခုံကြီးပဲဖြစ်ပါတယ် ဂုံနဲ့ဒွတ်နဲ့ထိမိမှခံနိုင်တယ်ဆိုတာ အခြားဂုံနဲ့ဒွတ်တွေမှာမှန်ခြင်းမှမှန်မှာဖြစ်ပေမဲ့အရတ်တဖို့ဆိုတဲ့ဂုံအတွက်ကတော့ယဟန်အဖြစ်ဆိုတဲ့တဏ္ဍတ်ရှိမှသာ ရေရှည်စက်တီနိုင်ပါတယ်လူဝိကြောင်အဖြစ်နဲ့ကတော့နောက်တနေ့အရုံမတက်မီအချိန်ထိသာစက်တီနိုင်တာမျိုးပါ တန်တက်တီအမတ်ကြီးဟာယဟန်ဝိဒရမရှိသားရဲ့သူ့ရဲ့အသက်ပိုင်းခြားကလည်းဒီနေ့ပဲကုံဆုံးတော့မှာတော့ရဲ့ကြောင့်ယဟန်အဖြစ်ကိုမရနိုင်တော့ပဲအဲ့ဒီနေ့မှာပဲပရိနိဗ္ဗာန်ပြုအပ်မှာပါဒါကိုတန်တက်တီအမတ်ကြီးကိုယ်တိုင်လည်းသိလို့ဖျားရှင်ကိုလျှောက်ထားလိုက်ပါတယ်ဒီအတိုင်းသာပြိဋိဗံပြူသွားခဲ့ရင်မနေ့ကအထိခொနည်းလုံးလုံးမူးယူနေတဲ့အမတ်ကြီးကအခုပဲ ဖျားရှင်ထံမှာတရားနာ အခုပဲယဟန်နာဖြစ်ပြီးပရိနိဗ္ဗာန်ပြုတယ်ဆိုတာမသိသူတွေကမယုံနိုင်တဲ့အတွက်ပြင်းမာကြပါလိမ့်မယ်ဖျားဒီလိုပြမမိသူများဟာလဲအရိယာကို ပြမတဲ့အန္တရာယ်ကြီးကြောက်ပြီးမတ်ဖို့ရနိုင်ခွင့်ပြိပင်သွားနိုင်ပါတယ်ဖေဟာဒါကြောင့်အာလုံးတိတောင်းတကောပြာတိဟာပြဖို့ဖေဟာရှင်ကတိုက်တွန်းခွင့်ပြုတော်မူလို့ထန်းတစ်ဆင့်ကနေထန်းခုနှစ်ဆင့်အထိ ခုနှစ်ကြိမ်တိုင်တိုင်ကောင်းကင်ကိုပြန်တက်လိုက်ဖျားရှင်ခြေတော်ကိုဥခိုက်လိုက်နဲ့ရှ िख ိုးကတော့ပြီးတော့မှပဲပြိဋိဘံပြူသွားပါတယ်ဒါကထက်မြက်တဲ့ပညာကြောင့်တီလပါစင်ကြယ်သွားတဲ့တာတကပါဒါကြောင့်တီလနဲ့ပညာဟာလက်နှစ်ဖက်နဲ့တူပါတယ်တဖက်တန်းစင်ရင်ကြံတဖက်ကိုတန်းစင်စေပြီး အမြင့်ဆုံးချက်တည်းအထိတိုးတက်စေတယ်လို့ဆိုရတာပါပဲ အနည်းဆုံးလက်တစ်ဖက်တော့ဆင်ကျေကြပါစီအလင်းနှန်းချာနဲ့16ရက်6လ2008ခုနှစ်နောက်တစ်ပုဒ်ကိုဆက်လက်ဖတ်ပြပါမယ်ရှင်ကျက်တည်ရရှိသူ လောကကျက်တည်အကြောင်းရင်းနေစင်မှာပဲစာမူအကျမ်းကိုဖတ်ရှုအကျံပေးကြတဲ့ပုဂ္ဂိုလ်များတဲ့ကအရှင်မြတ်တပါးကကျက်တည်ဆိုတာအတိတရားနဲ့ကိုကျင့်တရားတို့ရဲ့အမိဖြစ်တယ်ဆိုတဲ့အချက်က အလွန်သဘောကျစရာကောင်းပါတယ် ဒီနေရာမှာ တခြားသူတွေကို ပြောပြတဲ့အခါအခိုင်အမာအထောက်ထားကလေးတွေနဲ့ဖြည့်ရတာတကကလေးတွေက လိုပါတယ်အဲ့ဒါလေးတွေလည်းထပ်ပြီးဖြည့်ပါအောင်လို့အကြံပြု တောင်းဆိုပါတယ်ဒါကြောင့်ကြက်တီအရာအဓိကဖြစ်တဲ့အတီတရားအစင်းစင်းကိုဆက်ပြီးရေးမယ်လို့စိတ်ကူးထားတာကို နောက်မှ ရေးဖို့ရွှေ့လိုက်ပြီးအရှင်မြတ်ရဲ့တောင်းဆိုချက်ကို အရင်ရေးလိုက်ပြရစီအထောက်ထားဖြစ်အရင်စာထဲမှာ မူလတီကာတစ်လို့အကျဉ်းတော်ရေးလိုက်မိပါတယ်မူလတီကာတစ်ဆိုတာအထာတာလိနီအဖွင့်ဖြစ်တယ်မူလတီကာပါတိရတိပညာပုံညာနဲ့အဓိဝဆန္ဒတိဝန္ဒန်တိစက်တေဆိုတာအတိတရားကာမှုကုသိုလ်တရားတို့ရဲ့အမိဖြစ်တယ်လို့ဆရာများ ဆိုကြပါတယ်တဲ့မူလတိကတိ ဒီနှမျိုးတဲကအတီတရားအကြောင်းနောက်မှအကျေရေးမှဖြစ်လို့ကောင်းမှုကုသိုလ်တရားကိုကျင့်တရားအကြောင်းကိုနည်းနည်းပြောခြင်းပါတယ် ကောင်းမှုကုသိုလ်လို့ပြောလိုက်ရင်ရှေးဘဝကပြုခဲ့ဘူးတဲ့ကုသိုလ်လို့သာထင်မြင်ယူဆကြသူများပါတယ်ရှေးကောင်းမှုယခုဘဝကောင်းမှုနှမျိုးလုံးကိုယူရမှာပါ ဟုတ်ပါတယ်ယခုဘဝမှာမကောင်းတဲ့စိတ်ထားမတရားတဲ့အပြောဆိုမလျော်ကန်တဲ့အပြုမှုတွေရှိနေသူဟာစက်တည်မဲ့သူဖြစ်ပြီး ကောင်းတဲ့စိတ်ထားတရားမျှတတဲ့အပြောအဆို အပြုအမူနဲ့ပြည့်စုံသူဟာစက်တည်ရှိသူပဲဖြစ်ပါတယ်။မြမစကားမှာကောင်းကျိုးချမ်းသာစက်တည်မင်္ဂလာလို့တွဲပြီးသုံးလေးရှိပါတယ်။ကောင်းကျိုးချမ်းသာကရရှိမဲ့အကျိုးတရားဖြစ်ပြီးစက်တည်မင်္ဂလာက ကောင်းကျိုးလိုလားသူတိုင်းပြည့်စုံရမယ့်အကြောင်းတရားပါ။ ကျက်တီနဲ့မင်္ဂလာကိုထတ်တူပြု သုံးဆွဲထားတာကိုကြည့်ရင်ယခုပြစ္ဆုတ်ပန်းမှာမင်္ဂလာတရားတော်များနှင့်အညီကျင့်သုံးနေထိုင်ခြင်းကိုပဲကျက်တီရှိစွာ နေထိုင်ခြင်းဖြစ်တယ်လို့အပြည့်အစုံမှတ်ယူသင်ပါတယ်အကြောင်းတရားကကျက်တီမင်္ဂလာရှိရင်ရရှိတဲ့အကျိုးတရားများကိုလည်းကျက်တီမင်္ဂလာရှိတယ်လို့ဆိုနိုင်ပါတယ်ဒါကြောင့်မူလတီကာစီယာကနောက်တနည်းအဖြစ် ကောင်းမှုကြောင့်ဖြစ်တဲ့ခန္ဓာကိုယ်ရဲ့တင့်တယ်ခြင်းစားတဲ့ပြည့်စုံမှုများဟာလဲကောင်းမှုပြုသူတို့မှသာမှီပြီးဖြစ်တတ်တဲ့တရားကောင်းမှုပြုသူများသာမှီထိုက်ရထိုက်တဲ့တရားဖြစ်လို့ကြက်တည်ရလို့ဆိုထိုက်ပါတယ်လို့ခွင်းဆိုပါတယ်။ ဟုတ်ပါတယ်ဒါကြောင့်လေဖះလောင်းတော်မှာမွေးဖွားလာကြတဲ့ကပါရမီကောင်းမှုတွေကြောင့်ပါလာတယ်ယောက်ျားမြတ်တို့ရဲ့လက္ခဏာကြီးငယ်တွေနဲ့ပြည့်စုံတဲ့ခန္ဓာကိုယ်ကိုယ်ရရှိလာတဲ့အစိုးရမှု အချွေအယံအကြောအစောပစ္စည်းဥစ္စာဉာဏ်ပညာစတဲ့ပြည့်စုံမှုတွေကိုပါ ဖုံးချက်တည်များလို့ဆိုရတာပါ ဒါဟာအတိတ်ကပြုခဲ့တဲ့ကောင်းမှုနဲ့ယခုဘဝမှာရရှိတဲ့အကျိုးများကိုကျက်တရေလို့ဆိုထိုက်တဲ့တာတကားပါပဲကျက်တရေနဲ့ပတ်သက်လို့ပြောစမတ်တွင်ရင်တဲ့ဖြည့်ရတစ်ခုကိုလည်းမြတ်စွာဘုရားလက်ထက်တော်တုန်းကကြုံခဲ့ဘူးပါတယ် အနာတပိန်တထဲကြီးဆိုတာရှေးဒိတ်ကလည်းကောင်းမှုထူးတွေပြုခဲ့ဘူးသလိုယခုပစ္စုပန်မှာလည်းကောင်းမှုတွေနေ့စဉ်မပြတ်ပြုလဲရှိသူပါသူရဲ့ငဲနာမီသူထတ္တဆိုတဲ့အမိပြောက်ပြီးအနာတပိန်ဒီကတ္တ ခိုကိုရမဲ့သူတို့ကိုကျွေးမွေးလေးရှိသူဆိုတဲ့အမိတွင်နေတာကိုကြည့်ရင် သာသနာအတွက်သာမက လောကအတွက်လည်းဘလောက်အထိကောင်းမှုတွေအောက်ခြေသိမ်းပြုလေးရှိတယ်ဆိုတာသိတာပါတယ်။အဲ့ဒီလို အတိတ်ကရောပြစ္ဆုတ်ပံမှာပါကောင်းမှုတွေပြုလေးရှိလို့လေအနာတပိတ်တထဲကြီးဟာ သူကိုယ်တိုင်တွေသူနဲ့ဆက်ဆက်သမျှဇနီးမယားစီးပွားဥစ္စာတို့သာမကော ရုပ်စွာဆုံးသူ့အိမ်မှာမွေးထားတဲ့ကြက်တို့ခွဲတို့လို တလိမ့်ဆန်များပါကြက်တည်ရှိနေတယ်လို့လူတိုင်းကမှတ်ယူလောက်အောင်ကောင်းကျိုးတရားတွေနဲ့ပြေဆုံးနေပါတယ်။ဝိရကျမ်းကိုယုံကြည်တဲ့ဗြမဏများကတော့ကြက်တည်ဆိုတာကောင်းမှုကြောင့်ဖြစ်တဲ့ကောင်းကျိုးလို့မသိမြင်မယုံကြည်ကြပါဘူး။ကောင်းကျိုးဖြစ်တဲ့ယရနာတို့တလိမ့်ဆန်တို့ကြောင့်ပိုင်းဆိုင်သူမှာ ကျက်တည်းရှိတယ်လို့ပဲမှတ်ထင်ယုံကြည်ကြပါတယ်။သူတို့မှာကျက်တည်းရှိတဲ့ယရနာတို့တိလိษံတို့ရဲ့အမှတ်လက္ခဏာတွေကိုဖော်ပြတဲ့လက္ခဏာအတတ်ပညာဆိုတာလည်းရှိပါတယ်။ တနေ့တော့အနာတပိန်တထဲကြီးစီကကျက်တည်ခိုးမယ်ဆိုပြီး ကျက်တည်လက္ခဏာနားလဲတဲ့ပုံနာတယောက်ရောက်လာတယ်။တထဲကြီးအိမ်မှာအချေရန်စောင်းလျှောက်တွေလည်းပြေစုံနေလီတော့ခိုးလို့တော့ဘယ်ရပါမလဲ။တောင်းရတော့မှာပေါ့။တထဲကြီးအိမ်ရောက်တော့ကျက်တည်ဘယ်မှာရှိသလဲလို့ကြီးတဲ့အခါတထဲကြီးမွေးထားတဲ့ကျက်ဖြူကြီးရဲ့အမောက်မှာတီနေတာကို တွေ့ရတဲ့ ကောင်းမှုရှိသူမွေးထားတဲ့ကြက်ဖြူကြီးဆိုတော့ကိုလုံးဖြူဖြူကြီးပေါ်ကအမောက်နီနီကြီးဟာလဲပုံနာကြီးရဲ့မျက်စီထဲမှာတော့ဗရမားခဲရဲရဲကြီးလိုကြက်တည့်ရှိတဲ့လိုပဲမြင်နေမှာပေါ့ဒါနဲ့ပုံနာကြီးကတထေးကြီးထံကြက်ဖြူကြီးကိုတောင်းတယ်တထေးကြီးကယူတော့လို့ဆိုလိုက်တာနဲ့တပြိုင်နဲ့ကျက်တရေကတထေးကြီးရဲ့ဗရမားယရနာပေါ်ရောက်သွားပါတဲ့ ဒါကလည်းကောင်းမှုမရှိတဲ့လူ ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့ကျက်တရေကလည်းမရှိတော့သလိုပြောင်းသွားပြီးကောင်းမှုရှိသူပိုင်နဲ့ဗရမညာကကျက်တရေရှိသလိုထင်မြင်သွားတဲ့သဘော ဖြစ်ပုံရပါတယ်ပုံနာကြီးကဗရမ ्या ကိုတောင်းပြန်တယ်ဗရမ ्या ကိုပေးပြန်တော့တောင်ဝေးစီ ရောက်သွားပြန်တဲ့တောင်ဝေးကို တောင်းလိုက်တော့ကျက်တရေကတထဲကတော်ကြီး ပုံညလက္ခဏာဒေဝီစီရောက်သွားပြန်တဲ့ဒီတခါကျတော့မတောင်းထိုက်တဲ့ပစ္စည်းဖြစ်လို့မတောင်းတော့ပဲလက်လျှော့လိုက်ပြီးသူဟာပစ္စည်းကိုလိုချင်လို့လာတာမဟုတ်ပဲကျက်တရေကိုခိုးဖို့လာချင်းဖြစ်ကြောင်းနဲ့သထေကြီးစီမကျက်တရေရှိနေတဲ့ပစ္စည်းတွေဟာ သူ့တောင်းလိုက်တိုင်းပြောင်းပြောင်းသွားတဲ့အကြောင်းအမှန်တိုင်းဝင်ခံပြီးတောင်းထားတဲ့ပစ္စည်းတွေကိုလည်းမယူပဲပြန်သွားပါတဲ့ ဒီအကြောင်းကိုတထေးကြီးကမြတ်စွာဘုရားကိုရှောက်ထားတဲ့အခါကြက်တရေဆိုတာဖုံးကံရှိသူတို့နဲ့သာ ထိုက်တန်ပြီးဖုံးကံမဲ့သူတို့နဲ့မထိုက်တန်တဲ့အကြောင်းအတိတ်ဝိထုသီရိဆက်ကို ဟောပြပါတဲ့ဇာတကအထကထာနှင်း369 ဒီပြည့်ရက်ကို ကြည့်မယ်ဆိုရင်ကြက်တီးတိုးစေတယ်ကောင်းကျိုးရစေတယ်ဆိုတဲ့ရုပ်ဝိထုများကြောင့်လူမှာကောင်းကျိုးချမ်းသာကြက်တီးမင်္ဂလာ တိုးလာတာမဟုတ်ပဲကောင်းမှုကုသိုလ်ဆိုတဲ့ကြက်တီးမင်္ဂလာအကြောင်းတရားရှိလို့သာရာယူပိုင်ဆိုင်သမျှအရာရာတိုင်းကကြက်တီးရှိနေတာ ဖြစ်တယ်လို့တမတ်သက်တဒါတမာဒိဋ္ဌိအမြင်ရှိရှိနဲ့တိမတ်နိုင်ပါလိမ့်မယ် ကောင်းမှုကျက်တည်များနဲ့ပြည့်စုံကြပါစေအလင်းနှင်းစာနဲ့23ရက်6လ2008ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းကျမှပြန်ဆောင်ကြပါမယ်နော်